ပြူမျိုးဟောင်းသုံးမျိုးကိုကမ္ဘာရှေးအောင်အမွေအနှစ်ဖြစ်သတ်မှတ်နိုင်မှုအတွက်ခေပြန်အထောက်အထားတွေတောင်းခံလျက်ရှိရာနောက်ဆုံးစစ်ဆေးဖို့ကြံရှိတဲ့ဟန်လင်းမျိုးတော်ကိုအပြည့်ပြည့်ဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများနဲ့နေရာဒေသများဆိုင်ရာထိန်းသိမ်းရေးအဖွဲ့ကဇန်နဝါရီလအတွင်းလာရောက်စစ်ဆေးမယ်လို့သိရပါတယ်။အခုလိုလာရောက်စစ်ဆေးတဲ့အဖွဲ့ဟာတမိုင်းဝင်ထောက်ထားတွေကိုတိတိကျကျတောင်းခံမှုပြုလုပ်နေတယ်လို့ယဉ်ကျေးမှုဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးအေးမြင့်ကျူကပြောပါတယ်။ ဦးအင်းမြင့်ကျူကပဲတကဘာလုံးစံနှုန်းနဲ့သတ်မှတ်တာဖြစ်ပြီးအရင်ကဘလို့တင်ပြမှုတွေပြုလုပ်ခဲ့တယ်ဆိုတာမသိရပေမဲ့အခုတော့လာစစ်ဆေးမှုရှိရလို့ဆိုပါတယ်အခုလိုကဘာအမွေနဲ့စီးရင်သတ်မှတ်ဖို့အတွက်အပြည့်ပြည့်ဆိုင်ရာယဉ်ကျေးမှုအမွေနဲ့အဆောက်အအုံများနဲ့နေရာဒေသများဆိုင်ရာထိန်းသိမ်းကာကွယ်ရေးအဖွဲ့ကပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာလည်းပြူမျိုးဟောင်းတစ်ခုဖြစ်တဲ့ တရေခက်တရားမျိုးဟောင်းကကဘာလုံးဆိုင်ရာစံတမိုးသတ်မှတ်ချက်ရှိတဲ့ရှေးဟောင်းအဆောက်အအုံတွေနဲ့အခြားပြူမျိုးဟောင်းတစ်ခုဖြစ်တဲ့ဖေတနိုးမျိုးဟောင်းတို့ကိုစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံရှိရှေးဟောင်းမျိုးဟောင်းတွေအနက်မျိုးပြတွေဖြစ်တည်ထောင်နေထိုင်တဲ့ခေတ်ကာလမှာအစောဆုံးတည်ထောင်ခဲ့ကြတဲ့ဟန်လင်းဘိတ်တနိုးတရေခက်တရားစတဲ့ပြူခက်မျိုးဟောင်းတုံးကူကိုကဘာမွေနေစီရင်တင်သွင်းမှုအစိုးပြုအမည်စီရင်ကိုကဘာမွေနေဘဟုဌာနကိုပေးပို့လက်ခံခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီလိုလက်ခံစစ်ဆေးလျက်ရှိပေမဲ့ကမ္ဘာအမွေအနှစ်စည်းရင်းဝင်ဖြစ်မဖြစ်ကိုတော့2014ခုနှစ်ဇွန်လမှကျင်းပမယ်38ကြိမ်မြောက်ကမ္ဘာအမွေအနှစ်ကော်မတီညီလာခံမှာဆုံးဖြတ်သွားမယ်လို့သိရပါဗျ။